ခင်သူရဲ့မဲ့အင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း73နေနဲ့ဖျက်ပြပြီးမှဖြစ်ပါလိမ့်ရှင်။မြမတက်ကရီ1296ခုတပေါင်းလာတဲ့ကို ရောက်လာခဲ့ပြီ။ကြောင်ချမ်းကုန်းရလေးမှာဘဲတွေတင်ကြရလိမ့်ပြီ။ရွာနောက်ဆိုင်ခင်းနေစီကတချင်းတန်တွေညံနေညံနေချင်းပြေးမိုးကောင်းရေရှားရဲ့ဆိုတော့စပါးထဲပဲပြောင်းနှံဝါဆိုင်ကြရသည့်ဒေသဖြစ်သည်။ စိုက်ပြုံးမြေကထွက်သည်။အသစ်စီတင်နံတွေကလည်းဈေးကောင်းလှတာမဟုတ်ပါသို့တော့ဒီလိုမှမဆိုင်ရင်ငုတ်တုတ်ထိုင်ငယ်ယုံသာသစ်စီတင်နံကလေးစိုက်ပြိုးထားတာကမှဘာပဲဖြစ်ဖြစ်ငွေကလေးခြေကလေးမြင်ရသည်ပဲပေနှံပေအလံပေယူလို့ရသည်အပြင်းဆုံးနွားနွားစာပဲယိုပဲမှော့ကလေးတော့ရသေးသည်မဟုတ်လားရီးပန်းယုံရဲ့ပဲတွေကတော့မတရားတိပါရဲ့ဈေးမရတာခက်တယ်ညင်းချမ်းမှလည်းယုတ်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 ဆိုတော့ရွာကတိနံရောက်သွားတဲ့သူတွေ ဟုတ်မှုမိတိုင်းကြံပြေးလာကြရတာတဲ့တော့ရတဲ့လောက်ပေါ်လှအောင်ရဲ့မြင်ရှိရနဲ့မဆိုင်လို့ကလည်းမဖြစ်ပြန်ဘူးမြင်းချမ်းမှာရုပ်ရုပ်ရုပ်ဆိုတာဘာတုံးဟဲ့ဘာကြလို့လဲတိပောင်တော့ကြုံလေပြော့တက်ပါဦးပဲသွားရောက်ကြတဲ့တောင်ချောင်ကလှတဲ့တို့ပြန်လာတော့မြင်းချမ်းမှာစစ်ပလိတ်တွေတွေ့ခဲ့တဲ့ပြော့တာပဲမျိုးကလည်းခတိုင်းလို့မစီဘူးတဲ့သူတို့လည်းရတဲ့စင်းနဲ့ရောင်းပြီးတုံးပြန်လာကြရတဲ့ပြော့တာပဲတော့ဟုတ်တော့လေဟောလာသည် ဒီပန်းရက်တွေမှာတောနယ်တွေကမြို့ကိုအသွာလာနေကြသည်ရိတ်ချိန်တိမ်ချိန်လည်းဖြစ်ပြန်တိုင်းပြည်ရေကလည်းတလုံးလုံးဆိုတော့မလိုပဲသွားကြလာကြတာမျိုးမရှိတော့ရွာတွေမှာလည်းကိုရွာကိုကင်းများဖွဲကတရွာတရွာအတန်နားထောင်နေကြရည်ဓမြတန်ခူတာခူဝတန်တွေကလည်းဟိုကဒီကတချိန်ချင်းကြာနေရသည်ခါတိုင်းနှစ်တွင်မှာတပေါင်းလားဆိုသည်နိဖရာပွဲနှစ်ပွဲအလူပွဲဖုန်ကြီးပြန်ပွဲတွေတရွာမဟုတ်တရွာရှိနေကြ ရွာတွေမှာစီးပွားရေးမကောင်းကြတော့စွန့်သိမ်းပွဲလောင်နေပြီးကြရသည်။ဖုန်ကြီးပြန်ပွဲကိုလည်းအဖြစ်သားကျင်းပနိုင်ခဲ့ကြသည်။မအိမ်ကန်းကတော့မနှက်မိုးလင်းလာပြီးဆိုသည်နေမျက်နှာသည်ဖီလင်းပြင်းစင်ပြီးသည်နေစွန့်တော်ရေချမ်းတော်ပန်းတော်ကက်သည်ဖရာရှုကိုသည် ရှုကိုသည့်အခါအဝေးကိုရောက်နေသည် အကိုဖြစ်သူကိုယေရှုကမြေတားပုန်နေကြဖြစ်သည်အကူမောင်မြတ်သားမလာတာကြပြီအိမ်ကပတ်စံငွေကြေးတောင်းတာမျိုးလည်းမရှိဘူး ဘယ်ကြောင့်တက်လို့ဘယ်တန်းတွေရောက်နေမှန်းလဲမအိမ်ကံမသိမအိမ်ကံလဲစာမတက်ရတာကြားပြီညံကုံလိုမြုပ်ကြီးစီမှာတည်င်းစကားရဖို့ဆိုတာကလည်းမလွယ်ဒီရက်တွေထဲမှာအကိုဖြစ်သူကမအိမ်ကံတတိယနေမိသည်ခြံဝမနော်နယ်တရက်ပင်ကြီးပေါ်ကကြီးတာတာလေနှစ်ရက်သုံးရက်ရှိပြီအမြဲတမ်းအဲ့လာသည့်အိမ်ဆိုတော့ရွှေကြီးတာတော့လဲအင်မမျောမိကြတော့ဒီတခါကြီးတာပုံကတော့ဆန်းလာသည် ကြီးတွေအပြိုင်အာနေကြတာမျိုးဖြစ်မအိမ်ကန်သည်တလောက်တော့အရှင်ရကရွှေကြီးသားလီအဆွေခင်ပေါ်လာတတ်တဲ့တောင်ရကရွှေကြီးသားလီဆရာသမားလာတတ်တဲ့အနောင်ရကသာတော့ဘေးတွေ့တတ်တဲ့ညရကသားလီတရင်ကားကြားရတတ်တဲ့စုသမုံလားအခုတော့အရှင်တတဲကသာတာဆိုတော့အဆွေခင်မုန်းကောင်းလာမည်ဆိုသည့်နမိတ်ပုံဖြစ်တမနမအိမ်ကန်ဖျားရှုကိုပြီးအိမ်ပေါ်ထက်ကဆင်းလာခိုင်း အိမ်ရှိမှလည်းတစည်းဆိုင်လာတာတွေ့လိုက်ရသည်ဘသူတွေများပါလဲအဖေအတဲတွေပဲဖြစ်လဲမြင်ချင်းသည်မလာအောင်က ဝင်းတကားကြီးပြေးဝင်ပြီးတကားနှစ်ချက်စလုံးလှပ်ပေးလိုက်တော့ဝိုင်းတိုက်တဲ့အထိလဲမဝင်လာခဲ့သည်မေပန်းယုံနှမကလေးကံကလေးရဲ့အလို အကုန်မောင်မြတ်သာလှီကားတဝက်မှရက်ပြီးအကဲခန့်နေရကကိုယ်အတန်ကြားလိုက်တာကြောင့်မအိမ်ကအပြေးဆင်းလာခဲ့သည် လဲဘောမှာအခုနဲ့တူလူကြီးဧည့်သည်တွေပါပါနေတော့စိတ်ဆိုးမှန်ဆိုထူရိုက်ပြစ်ချင်စိတ်ကို မနှဲမျိုးတိတ်ထားရတော့သည် ကြည်ပါအောင်တော့အရက်ကြီးရှင်ရှင်နှခမ်းမွေးတန်တန်ကြီးနဲ့ညင်တူတူဖြစ်နေလိုက်တာမအိမ်ကန်ကအခုကိုငေးကြည့်နေလိုက်သည် မောင်မြတ်သားကလည်းကြောက်ဖြူနဲ့ဆွဲတန်လန်းကလေးနဲ့အရွယ်ရောက်လာပြီဖြစ်တော်နှမကိုကြည်ရအံ့ဩနေတော့သည်လူကလေးဧည့်သည်တွေအိမ်နဲ့ခေါ်လိကွယ်မေပန်းရုံကခကြီးဥကျိုးရင်ပစ္စည်းတွေချဖို့ပြင်းသည် မလာအောင်တော့တာမီတာဖားတွေပါပြေးထွက်လာကြသည်ကိုဖုံးငွေကအဲ့လဲကိုဝိုင်းချုပ်ပေးသည်ကိုဖုံးငွေဤသားကြီးကဖုတုတ်ကနွားရီကိုပဲမော်တိုက်ပြီးကိုကိုပင်ကြီးရဆွဲသွားကနွားစာကျွေးနေသည်ဖုတုတ်တာလူပြိုကြီးဖြစ်နေပါဘကောကတန်လိုက်တဲ့ကောင်ကြီးဟိုကောင်ကဖိုးကူဖိုးတုံးနဲ့ဖိုးကူတို့ညီကိုမှာသွေသားမခင်တိညီတွေဖြစ်တယ်လို့ဒီဝိုင်းတိုက်ထဲမှာပဲ ငယ်စဉ်တောင်ကြီးဘလူမွေးဘလူတောင်ဘွားကလေးကအတူနေခဲ့ကြရအတူနေခဲ့ကြရ ကြည်ပြင်းခဲ့ကြရသူတွေမဟုတ်လားမိပန်းယုံကလည်းတွင်ရင်တိုင်းရင်နေမချချစ်ခင်ရှာပါ යි ဖိုးကူးဆိုလီနှမငယ်မအိမ်ကန်ဤတောင်မွေးဖြစ်သည် လက်ဆွဲပုံဖြစ်သည်မအိမ်ကန်သွားလျာပါတတ်တည်းအပြင်လဲမောင်းကြွန့်ကျင်တဲ့ပြင်ခရီးရာရီတွေမှာပါနေကြပြင်းအောင်မြတ်တာနဲ့တူမြင်းချံကဆရာကြီးဥပခင်လဲပါလာတာတွေ့ရတော့ မှန်ရင်ကန်အံ့ဩသွားမိသည်ပြီးတော့အကိုနှစ်ရွယ်တူလောက်ရှိမည်လူကြလည်းပါသည်အကိုကကျောင်းဆရာကိုတောက်ထိန်ဖြစ်ကြအောင်မိတ်ဆက်ပေးသည်ကျောင်းဆရာကိုတောက်ထိန်မှာပိန်တသွဲအသားရည်ဖြူဖက်ဖြူရောနေဖြစ်တော်လေစကားပြောသည့်အခါအတန်မာလာသည်ကျောင်းဆရာကိုတောက်ထိန်မှာပိန်တသွဲအသားရည်ဖြူဖက်ဖြူရောနေဖြစ်တော်လေစကားပြောသည့်အခါအတန်မာလာသည် ဖြင်ကြံတိုက်ပုံခန္ဓာနံကို မချွတ်တန်ဝေပုံရသည် ကျောင်းဆရာစီကပယုတ်စီနန်းနင်းဇေနန်းနေယောဂအောက်တော့တောက်ပြင်းနန်းနေတော့ဤငါသားလာမယ်လို့တော့တွတ်တာကြီးတွေကလည်းတာလိုက်တာသုံးလေးရက်ဆက်ကြောမင်းဖေကတော့ထုံးစံတိုင်းပေါ့ကွယ်ဆက်နေရွာလှဲ့နေတာပေါ့ပြန်လာပါလိမ့်မယ်ဆရာကြီးကဆရာလေးပါ စိတ်လက်ချမ်းသာနားကြပါ အားနာဆရာမရှိပါဘူးရေမိုးချိုးချင်တော့လေဖို့တော့ငင်းပေးပါလိမ့်မယ်ကျောင်းဆရာကြီးဥပါခင်ကြီးဆရာလေးကိုတောက်ထင်းကုန် အင်းရောက်ထက်အေးရင်ပြန်ကြည့်ပေါ်မှာနေရာထိုင်ခင်းပေးသည် မောင်မြတ်သားကဆရာကြီးတို့အားရေမိုးချိုးဖို့စီစဉ်ပေးပြီးအိမ်နောက်ဘက်ခန်းကိုကူလာခဲ့သည်မလာအောင်နဲ့တို့ထမင်းဟင်းကူချက်နေသောနှမကိုကြည့်ပြီးခေါင်းတငိမ့်ငိမ့်လှုပ်သည်ငါနှမကဒီနှစ်ကြီးကောင်ဝင်မြန်လိုက်တာ၏မိပန်းရုံကံကလေးကဘယ်နှစ်နှစ်တော့မောင်နှမ15နှစ်တော့အင်းလေရှိရောပေါ့ငါနှမကချော်လဲချော်လိမ္မာလဲလိမ္မာဆိုတော့ဒီနယ်တကျော်ထင်ပေါ်အောင်မှာပေါ့ကွာ ဒါထက်အမေပန်းရောမကွန်ပြူအိမ်ထောင်ကြပြီလားမင်းအခုမှအိမ်မက်ထမှမနေနဲ့ဟိုကပြင်တာဟုကလေးတောင်ရပြီအိမ်မက်မမက်ပေါင်ဗျာရွာကချော့တဲ့မင်းကလေးရလို့တတိယလို့ပါမဲ့အိမ်ကန်ကတော့ကိုရောက်လာတာကိုပျော်နေခဲ့သည်အကိုနဲ့ရွာစဉ်ကိုပေါ့ရှောက်လဲမြီအနောက်တန်းရွာတွေကဆွေမျိုးတွေစီသွားကြမြီနောက်သုံးလေးရက်ဆိုရင်ကြည်တော်ကုန်းမှာဖျားပွဲရှိသည်ဒီဘက်ရွာတွေမှာကြည်တော်ကုန်းဖျားပွဲဖြစ်သည်ဆိုသည့်တဲ့င်းက ပြီးခဲ့သောတပုတ်တွေလာထဲကသတင်းပြင်းနေခဲ့သည်သို့သောမြို့ဆက်မြို့ငိမ့်တက်ငားနိုင်ကြပါတော်မင်းသမီးတလန်ငားကအရက်မောင်ဆိုင်ကလေးခင်းကြမိအခုအကိုရောက်လာတာတော်ပြီအကိုကို ကြည်တော်ကောင်ဖျားပွဲလိုက်အပူခံရမည်ဧည့်သည်တွေရေမိုးချိုးပြီးတော့ထမင်းပွဲပြင်ကကျွေးမွေးရခန်းသည်အကိုမျက်တာကရေချိုးရင်ပတိုင်ငွေနှခမ်းမွေးတွေရိတ်လိုက်တော့ငကိုရုပ်ပေါ်ကချောမောတန့်စင်နေပါ යි ိုမြတ်တာတို့မောင်နှမတွေကတော်ချော့ကြတာပဲဗျ။ကျောင်းဆရာကိုတောက်ထင်ကပြောတော့ရင်းလာဖြစ်တော့မင်းကမျက်နာကလေးနှွေးသွားရသည်။မောင်မြတ်သားကထမင်းထက်ထက်အောင်လေးပြလို့ရှင်ဖောင်းလိုက်တော့ဝါးနဲ့ရည်ကြသည်။ဒီလိုဆိုတော့လေအကိုတို့တို့ရခင်ဖို့အကောင်းသား။ထမင်းစားပြီးကြပြီဆိုကြတဲ့ကစကားတွေတတတပြောနေလိုက်သည်မှာ။ကရင်ကိုနေပကြီးပူပူထိုးနေတာကိုပင်သတိထားမိကြဖို့မရ။စာရွက်တွေထုတ်က ရေးကြချစ်စားတာလည်းရှိပါရဲ့။ မလာအောင်ကရင်သွေးတိုင်ခံတဲ့ပြီးနေရသည်ကိုပြီးတဲအိုးကြီးသုံးဦးကြပြီးနေကြချိန်လောက်မှာတော့တကြီးဦးသာထံပြန်ရောက်လာခဲ့သည်သားဖြစ်သူရောဧည့်သည်တွေကိုပါ တွေ့လိုက်ရတော့ဝမ်းသာစွာရှာပါ၏။အပြာကတိရေချိုးပြီးဆရာကြီးဖေးဝင်ထိုင်သည်။ဆရာကြီးကဆောင်းချန်းကုန်းကိုလိုက်လာရသည့်အကြောင်းကိုရှင်းပြသည်။ဒီလိုတကြီးမင်းရဲ့ကျွန်တော်တို့ကចောင်းဆရာတွေဆိုတော့တိုင်းပြည်နိုင်ငံအရေးကလည်းတသက်ပေါ့။ တစ်ဖက်ကစာတင်ကြရမယ့်အရွယ်မှာစာတင်ခွင့်ကတော့ရှိဖို့ကောင်းတယ်ဆိုတဲ့စည်တနာနဲ့ဒီဘက်ရွာတွေမှာအဆင်ပြေမဲ့နေရာရွေးပြီးကြောင်တကြောင်ဖွင့်ချင်ကြတာပါပဲ။မောင်မြတ်သားကလည်းသူ့ရွက်သူ့ရွာပတ်ဝန်းကျင်မှာစာတင်ကြောင်လေးရှိစေချင်လေတော့အစိုးရထောက်ပံ့ရသည်ဖြစ်စဉ်မရသည်ဖြစ်စဉ်ကျွန်တော်တို့ကပဲဝိုင်းဝန်းပြီးလှုပ်ပေးချင်တယ်။တင်ပြမယ့်ကြောင်ဆရာကိုကျွန်တော်တို့ပြေးမယ်။အဆောက်အဦပြိဘောကကိုရွာကစီစဉ်ရင်ဖြစ်နိုင်မယ်တင်လို့လာညှိနိုင်ကြတာပါ။ ဆရာကြီးတို့စိတ်ကူကကောင်းပါရဲ့တော်ကြအောက်ချုပ်ရဲ့ဘက်ကစကားပြောလာပါမယ်ဒါကတော့မြို့ပိုင်နဲ့ပိုင်များကိုခွင့်တောင်းရမှာပေါ့တကြီးမင်းရဲ့ကျွန်တော်တို့ဒီလိုဖွင့်ပေးတယ်မူလတန်းကြောင့်နေရှိနေပါပြီပြီးတော့ဖွင့်မှာကကြည်တော်ကုန်းမှာဖွင့်မှာပါဆရာကြီးနဲ့လည်းမြင်းချံမှာညှိနှိုင်းပြီးကြပါပြီကောင်းတဲ့ကိစ္စပေါ့ဆရာကြီးရဲ့ကျုပ်ကကန့်ကွက်ဆရာမရှိပါဘူးကျုပ်တို့ကတကြီးတာလုံနေတာပါရွာသူရွာသားများပေါ့မိလို့ဖလို့ကြင်ကြံပြီး ကြောတာရင်သားမချဆောင်ရှောက်နေတာရှိတာပဲငားနဲ့တကြင်တကြင်ရွေတော့လဲကြုတ်ပဲဖြစ်တာပါပဲကြီးရွာကော်မတီဆိုတာသူကလည်းကြုတ်ပြီးရင်ပြီးတာပါကြုတ်ကလည်းမြို့ပိုင်ကိုပြောပါအောင်မယ်ထိုခေတ်ကတောင်သူလဲသမားများကိုအစိုးရကချပေးသည်အမတော်ကြီးငွေများကိုကြီးရွာတကြင်နဲ့အာနာပိုင်များပူပေါင်းကလဲသမားများတောင်သူများကိုမချင်းကားပြီးအတူချစားကြတာတွေခေတ်စားသည် ီးနှံထွက်တော့လဲတီးနှံပြဲစရင်သွင်းကအခွန်တော်လျှော့ပေါ်ရန်တင်ပြကြတာလည်းရှိသည်ကြီးရွာသူရွာသားတွေကိုဖီစီကြသည်မြို့ပိုင်နယ်ပိုင်များကိုအောက်ကျခံကြသလားဆင်းရဲသူဆင်းရဲသားတို့ကိုအနိုင်ကျင့်ကြတာတွေရှိသည်ဥသာထံကတော့ဒီလိုတကြီးမျိုးမဟုတ်ပါမျိုးချစ်စိတ်မရှိတာလည်းမဟုတ်တကြီးလုံးနေရခြင်းကိုစဉ်းနဲ့နေသူသားဖြစ်ပါ၏တခုတော့ရှိသည်အထက်ဥစုပ်သူတွေညဉ့်ညင်ခံရမှာကိုတော့ဆိုသူဖြစ်သည် ်တကြီးဝတ်တရားကြည်ချင်းတိုင်းကြည်အောင်ကြိုးစားခဲ့ခြင်းဖြင့်ပါဖြစ်သူမောင်မြတ်တာကိုလည်းအုတ်ချုပ်ရေပိုင်းကညဉ့်ညင်မှဆိုသည် မနစ်က ရွှေဘုံမြို့ဒုဗမာစီယုံမှသခင်ချိုးကိုနှိချင်းပြီးယုံတင်က အလုတ်ကျန်နဲ့ထောင်တန်းသုံးလစီချလိုက်တာမြို့ပိုင်းပြောသွားလို့ကြားဘူးထားတော့တားဟိုသခင်လောက်တယ်မလို့စေချင်းဆရာကြီးနဲ့ပတ်သက်တာကိုလည်းမကြိုက်သို့တော့ အခုကိစ္စကတော့ဆရာကြီးကိုယ်တိုင်ပါလာသေးရဲ့ပြီကို့နယ်ကကလေးတွေပညာရေးဆိုတော့အားပေးရမည်ကိစ္စဖြစ်အခုဟာကဒိုင်ဟာခီအုတ်ချုပ်ရေကာလဆိုတော့တိုင်းပြည်မှာလည်းတော်တော်စိတ်ဝမ်းများကွဲနေကြပါတယ်ဒိုင်ဟာခီဆိုတာနှစ်ဖွဲ့အုတ်ချုပ်တယ်လို့ပြောတာ1920ခုနှစ်ကအင်္ဂလိပ်ကဗမာပြည်ကိုပေးခဲ့တဲ့အုတ်ချုပ်ရေစနစ်ပဲအင်္ဂလိပ်ဘုရင်ခံနဲ့တိုင်းပြည်ကိုယ်စားလှယ်တွေပူးတွဲအုတ်ချုပ်တယ်လို့ဆိုလိုတာပါပဲ။ းဆိုတာကကျွန်တော်တို့တိုင်းပြည်ကအခုဒီကလပ်ပြည်လက်အောက်မှာရှိရပဲတိုင်းပြည်ကိုစလဲဒီပါတယ်ဆိုပြီးတည်လို့ဘယင်ခံအားလက်ခံမှာဖြစ်တာပါဒါဖြင့်ရပြည်သူလူထုကိုစလဲတွေကအာဏာမရှိဘူးပေါ့ဒီလိုလားဆရာကြီးရမဟုတ်ပါဘူးမရှိပါဘူးခင်ဗျာဘယင်ခံကတိုင်ပင်ယုံတိုင်ပင်နဲ့အမတ်တွေဘုံမင်းတိုင်ပင်အမတ်ခေါ်တာပေါ့တကြီးမင်းရဲ့နိုင်ငံရေးအတွေ့အကြုံတော့ရကြတာပါကျုပ်တို့ရွာဖုန်းကြီးကဒါကြောင့်မိန်တဲ့ထင်ပါရဲ့တကားတကြီးမင်းရဲ့အရေးကြီးတာ ဟုတ်မဒူတဲ့ဟုတ်မဒူဆိုတာဘာကိုခေါ်တာလဲဆရာကြီးရဲ့ရှင်းပြပါအောင်ဟုတ်မရူဆိုတာကိုယ်တိုင်ကြီးကိုအုပ်ချုပ်မယ်လို့ပြောတာပါဟာဒါပေါ့ဗျာဒါတော့ကျုပ်လက်ခံတယ်ကျုပ်ကတော့ဆရာတော်လက်ခံရင်လက်ခံတာပဲကျုပ်တို့တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာလေဗျာမောင်မြတ်သားကတော့ဖခင်ဖြစ်သူကိုကျင်းအဖေလဲနိုင်ငံရေးစကားတွေပြောလာပါလားလို့တွေးရင်ဝမ်းသာရသည်။ရွာကိုပြန်လာခဲ့ရတော့လေအဖေဆူဆူငါးငါးလုံးနေမလားဆိုရင်နေခဲ့မိသည်။ ရန်ကုန်တက္ကသိုလ်ရောက်တဲ့ကအပြေဘက်ကတာဝန်ကျေပွန်ခဲ့တော့လေသူ့ဘက်ကသာသမီဝတ်တရားမကျေပွန်လို့လဲခံစားရသည်အဖေစီစာမမှန်ရေးချင်းလို့ကိုပင်သူမလုံးမိခင်အခုတော့ဆရာကြီးကိုလေးစားတာဆရာကျောင်းဆရာကိုတောက်ထိန်ပါလာတာရောဆိုတော့ခွန်ကြီးခွန်ငယ်တော့မပြောရှာပါ အမေပန်းယုံကတော့တာကြီးကျေးဇူးရှင်ဆရာကြီးပါလာတော့ဧည့်သည်တွေလို့သဘောမထားပါအဲ့ကျေးဇူးရှင်တွေလို့သာသဘောထားရှာပါ යි ။ မဟင်ကန်ကတော့ပေါ်ထမ်းမှာပဲကုန်နေရသည် လူကြီးဝိုင်းတဲ့မတိုးတာလားလဲပါပါပြီးတော့လူကြီးတွေစကားကိုနားမလဲတာလဲပါသည်ကြည်တော်ကောင်းမှအကြောင်းဖွင့်ပြီးဆိုတာလဲကြားပါ යි တောင်းတော့မဟင်ကန်ဝန်သားသည်ဆောင်းချန်းကောင်းမှအကြောင်းမထောင်းမင်းဘာကြောင့်ကြည်တော်ကောင်းမှထောင်းကြတာပါလဲဒီချိန်မှာကျေးဦးက စကားကုန်းကလေးကင်ကအိမ်ပေါ်တက်လာခဲ့မဟင်ကန်နွေစပယ်ကလေးတွေပွင့်နေလိုက်တာခဲလို့မှုလိုက်တာလဲကြိုင်လို့တော့ကုန်းရအောင် ဟုတ်ပါရဲ့စပယ်ဦးကလေးတည်းညှီအပ်ဘူးပါလာခဲ့လားပါတယ်မဲ့ကန်နေသေးဦးနေစပယ်ပွင့်ကလေးတွေကုန်ကြသည်မိုးမကြသေးတော့အပွင့်သေးတော့လဲအမွေကတော့ရက်ဆက်သည်မဟုတ်လားမဲ့ကန်တို့အိမ်မှာစပယ်ယုံနေရှိသည် စပယ်ဦးဘုတ်တည်းဆိုလင်းတပွင့်တပွင့်တကယ်ဥပုံလောက်ကြည့်အောင်ဝင်ကြပါသည်ဒီစပယ်တွေကတော့စပယ်ချက်ရုံးခေါ်ကြသည် အချွန်အထက်စပယ်ပွင့်ကလေးတွေကုန်လိုက်တော့ရှည်ကြည့်ရသည် ဖះဆင်မှာဟိုဘက်တဲ့ဒီဘက်တဲ့ခဝဝိုက်ကလေးကန်လိုက်သည်အိမ်ပေါ်ထက်တထက်လုံးစပယ်နန့်တွင်ကျိုင်းနေတော်သည် ထိုစင်ဖိုကူရောက်လာသည်မမကန်ကျုံရွာထဲကတရင်ကြလာခဲ့တယ်ဟဲ့ဘာသတင်းလဲလှုပ်ပြန်ပြီဘယ်ကြောင့်တိုးလာပြန်ပြီလဲဖိုကူဟိုတခါရွာအလူမှာဓာပြတိုက်တာလေအဲ့ဒါဓာပြတွေကိုအမှုပွဲစားကြော်တင်ကလက်ချောက်ထတာတဲ့ဗျဓမြမတိုက်ခင်တရက်ကညောင်ငါးခွာနှစ်ဆင့်နှစ်ကုန်းဆင့်မှာ ညပန်မီထုံမီနှက်ပူစောကြတာတဲ့တနတ်ထောင်ထားတာလဲသွားလို့ဓမြတိုက်တာမအောင်တာလို့လဲပြောတဲ့တနတ်လဲရင်ဓမြမတိုက်ရဘူးတဲ့အဲ့ဒီအထဲကလာတိုက်လို့ဓမြတိတာတဲ့မဟေကံကဖိုးကူပြောနေတာတွေကိုငေးပြီးနားထောင်နေခဲ့သည်ညတရွာဓမြတိုက်ရသည်မြင့်ကိစ္စမှာဓမြတွေကနှက်ပါတာကြသည်ဆိုသည့်ကိစ္စကို တွင်နေမိသည်နကရွာကိုမဆောင်ရှောင်ပဲဓမြဘက်ကပါရလီပါရရောလား ဖိုးကူစကားကိုမယုံလို့တော့လည်းမဖြစ်ဖိုးကူကနေရာတကာရောက်သည်တင်းဆုံးသည် ကလေးဆိုတော့လည်းဆိုပြီးနာကြားရှိသူဖြစ်သည်ဓမ္မတွေနဲ့ဆက်သည့်စကားကအကြောင်းမဟုတ်တော့လည်းအမှုပွဲစားကြောတင်ဆိုသည့်နာမည်ပါလာတာကတော့တောင်းဝင်ကြီးသည်ဟုတ်ရင်တော်ပါရင်မဟုတ်ရင်ရွာနေပြဿနာတက်နိုင်သည်မဟုတ်လားဓမ္မတနက်လဲတာအကြောင်းမဟုတ်ပါဘူးဟာမမစင်းများကိုနာကైမဖြစ်ရတော့တာနှာသာပဲ တနာပါတယ်မမစိမ့်မြခမရှက်လွန်းလို့တဲ့ငိုလိုက်တာကျွကျူကိုပကရော့တဲ့ဟုတ်လားကြည့်ဦးညီဘယ်သူပြောလဲတရွာလုံးပြောနေကြတာကောဧအခုကမမခင်ကွန်းတောင်ကိုင်းဖြစ်တော်မှာတဲ့အေးဟဲဒါတော့မတရားပါဘူးကွန်းတောင်ကိုင်းရွေးပြီးကမှလက်ဦးလွဲတယ်များရှိရသေးတယ်အလူပွဲပြက်တာနဲ့ဒီမင်းကလေးနဲ့ပါဆိုင်လို့တဲ့တုံတော့မဟင်ကန်ကမကျင်မနဲ့ပြောနေလေတော့ကျေးဦးနဲ့ဖိုးကူလည်းအထုမတက်ရဲကြတော့ ဖိုးကူကအချိန်တွေကိုစောင့်ကြည့်ပြီးမှသတင်းစကားကြံသေးသည့်ပုံပြေစကားစပြိုင်။အဲ့ဒီထုံးပေါ်စုဟာကြော်ကားလေ။တရရတော်တော်ခြောက်တာတဲ့ဗျာ။ဟဲ။ဒီတစ်ခါတော့မိန်းကလေးညောင်ငင်ကြသွားခဲ့ကြသည်။ဖိုးကူပြောသလားဆိုရင်ကြော်ကားကသူ့ရထုံးပေါ်စုနဲ့စောင့်ချန်းကုန်းကိုကူနေသည်ဆို၏။မနဲ့စောစောပရိတ်ထကြသည်ပါလဲတဲ့နိ။တရရကြော်ကားတွေ့ကြကြောင်းလဲပါသည်။ရွာထဲဖြစ်နေသည့်တဲ့ရင်ကကြောက်စရာပင်ကောင်းလာသည်။တညနေမှာ ဦးကြီးပေါ်မြောင်းဘက်ရွာကိုပင်ရောက်သွားရကားပြန်ရွာနေတခေါလာဝေးတော့ညောင်ချက်ပင်ကြီးအောင်ရောက်တော့ကြက်သိန်းနေတပြန်ပြန်ထလာခဲ့သည်ဆို၏ညောင်ချက်ပင်ရိတ်ကထူထပ်သည့်အတွက်ထိုပင်အောင်ရောက်လျင် လာတာတော့ရံ့များမပြီးမှောင်မဲနေတတ်သည်ဦးကြီးပေါ်ညောင်ချက်ပင်ရိတ်ကထွက်လာတော့လှဲပေါ်လူတက်လိုက်သလိုအောင့်မေ့လို့လှဲကြည့်လိုက်တော့ကြော်ခါကလှဲပေါ်ပတ်လက်ကြီးတဲ့ဦးကြီးပေါ်ကလှဲထားပြီးရွာဘက်ဒုံပြေခဲ့တာတဲ့ရွာကလူတွေနဲ့တစ်ခေါက်သွားကြည့်တော့ လဲရအခင်းဆံမှာရဲ့ရဲ့ကြီးတဲ့ရဲ့ရဲ့ကြီးတဲ့ဗျာနွားချိုးပေါ်တာလှဲ့ရန်တိုင်းမှာခြိထားခဲ့သေးတဲ့ဒီစကားကြတော့ဂျီဦးကဖိုကူကိုငါတော်သည်ဖိုကူတော့တော့မပြောနဲ့တော့နင်းတော့ငါတော်ကြီးပန့်ရုံကိုတိုင်မှာကြားခဲ့တာပြောတာလေဗျာနားမထောင်ချင်နေကြဖိုကူကတစ်ဖက်ကိုလဲသွားသည်ဟုတ်တာမဟုတ်တာဒါရွာထဲမှာဒီစကားတွေရှိနေလို့သာဖိုကူကြားလာခဲ့ခြင်းဖြစ်လဲမြည်ဒီရွာဒီလူ ဒီဝန်းဝိုင်းလေးထဲမှာဒီလိုစကားတွေကလည်းရှိရမည်မဟုတ်လားဒီစကားတွေကလည်းသတင်းတွေပဲမဟုတ်လားဒီရွာရဲ့ဝန်ကျင်မှာတော့ဒီလိုသတင်းစကားတွေကိုဒီရွာဒီလူတွေကလည်းယုံကြည်ကြသည်ဖိုကူပြောတာစိတ်ဝင်စားစရာတော့ကောင်းသားကဲပါဖိုကူရဲ့ဆက်ပြောစမ်းပါအောင်အဲ့ဒါပဲဗျမရှိတော့နင့်ဟာကလည်းဟဲ့မအိမ်ကန်တော့စကားကောင်းနေတော့မှပဲခြံထဲကိုလက်တစီဝင်လာပြန်သည် မဟင်ကန်ကရန္တာဘက်ထွက်ကြည့်လိုက်တော့လဲပေါ်မှာဆရာကြီးပါလာတာကိုလှမ်းတွေ့လိုက်ရသည်ဒီတစ်ခါဆရာကြီးမြင်းကြီးကိုစီမလာပါလားတစီဦးတာထန်ကတော့ဆရာကြီးကိုဘဝင်မတွေ့တော့လေအိမ်လာတည့်ရဲ့တဲ့ဆိုတော့နှုတ်ဆက်စကားဆိုပိုင်းဆရာကြီးကလည်းကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပါသည်မောင်မြတ်သားကဆရာကြီးသည်ဆရာကြီးဥပခင်တို့ကိုလာရောက်ကြူဆိုတာဖြစ်ကြောင်းရှင်းပြလိုက်သည်ကျုပ်တို့ရွာလေးပဲမယ်ရွာတကြီးတွေရှိပေမဲ့ ဆက်နွယ်အောင်တကြီးမင်းဥတာထံကအခုကဲကောင်းလောရကင်ရတာအဆင်ပြေပါသေးဆရာကြီးရဲ့တကြီးမင်းခွင့်ရရင်တော့ចောင်းတယ်ကြယုံပါပဲဖုန်ကြီးចောင်းမင်းကစွန်းစားဆောင်ကိုဆရာတော်ကចောင်းဖွင့်ခင်ပြုပါတယ်တစိမ့်ရွာလိုက်ကြည့်ကြယုံပါလိုက်ပါပါသခင်ကြီးရဲ့ဒီဟာတကြီးမင်းနဲ့တွေ့ပြီခင်ဟာပဲဆရာကြီးစကားခင်းလိုက်တာကိုဥတာထံကျင်းတဲ့သွားပုံရတော့လေဆရာကြီးယူပါခင်တော့ကသခင်ကြီးလို့တုံးလိုက်တာကိုတော့ဘဝင်မကြဖြစ်သွားပုံရည် မောင်မြတ်သားကဖအေးကိုတလဲဆရာကြီးကိုတလဲကြည့်ရင်အခဲခနေသည်မောင်မြတ်သားရင်မူရာကိုဆရာကြီးကလည်းသဘောပေါက်သွားပုံမျိုးဖြင့်ခေါင်းတဆဆဲငြိမ်ပြသည်မြင်းချက်မာရေကတကြီးမင်းရှင်မှာသခင်ဆိုသည့်အတုံးတော်မတုံးကြဘော တိုင်ပင်ထားခဲ့ကြသည်မဟုတ်လားဒီကမောင်မြတ်သားကတော့ခရီးရောက်မဆိုင်မိဘမောင်နှမများနဲ့နေခဲ့အောင်ကွယ်ဆရာကြီးတို့ကတော့ဒီကနေ့ပဲလိုက်သွားပါအောင်ပဲအစအိုးတဘာဝရင်းမြေပတ်ဝန်းကျင်တဘာဝကလေးတွေကြည်ပြီးပြင်တင်တာပြင်ရအောင်ပါကို့ ဆရာကြီးရောက်လာတော့စကားပိုင်းကပူစီလာတော့သည်မဲ့အင်ကန်ကအကိုနာမှာလက်ဖက်အစ်လိုငုတ်တုံဝင်ထိုင်ရင်နားထောင်နေခဲ့သည်အကိုပြောနေတာတွေကို လူကြီးတွေကခေါင်းတငိမ့်ငိမ့်ရှိနေကြပုံကိုမြင်ရတော့အကိုကိုပူပြီးလေးစားထင်ကြည်လာမိပထမကဘာစစ်ကြီးနောက်ပိုင်း YNB ရဲ့အတင်းကြီးကနိုင်ငံကောင်းစားရေးလှုပ်ဆောင်လာခဲ့ပုံ YNB ရဲ့တွင်လူကြီးလူငယ်ခိုင်းဆက်နှကိုင်းကွဲကြပုံလူငယ်ခိုင်းမှ GCB ရဲ့နိုင်ငံရဲ့တင်းဆောင်ဖြစ်လာပြန်က GCBA မှာနှစ်သိန်းခွဲရပြန်ပုံတွေကိုပြောပြခြင်းဖြစ်သည်နှစ်သိန်းခွဲကြတိုင်းတိုင်းပြည်နှစ်နာရတယ်ဗျာမာဒခွဲကြရတယ်ဗျာလူချင်းအာဃာတတွေရှိကြတယ်ဗျာဘာကောင်းတယ်လဲအခုဒိုင်းအားခီရအောင်ဘာထူးတယ်လဲအင်္ဂလိပ်တရားကိုကိုယ်စလဲတရားရွေးခွင့်ရှိပြီပမာ3000တောင်းမှာမှာကိုယ်စလဲတရားပဲရသိမ်းရပြန်တော့ဘာမှလုံမရတာအဖက်တင်ပြန်တယ်ဒီနေ့တော့1935ခုနှစ်အဲ့ဥတွေပေါ်လာဖို့လှုပ်ကြပြန်ပြီ ခွဲရီတွဲ့ရဲ့အတန်ဒီညံလာပြန်ပြီဆရာကြီးခွဲရီကမြမပြေကိုကလပ်ပြေကချက်ချင်းခွဲရီနဲ့ပြီးမှကိုပိုင်အုတ်ချုပ်ရီတောင်းရီပေါ့တွဲ့ရီကကလပ်ကလပ်ပြေနဲ့မြမပြေကိုဒိုမီနီယံအစင်ရောက်တည်တည်ခဏတပြေတွဲ့နေရီပေါ့ဒီလာတဲ့ရင်းနှံချောင်းမှာတို့ဘမအစီယုံကွန်ဖရင့်လုပ်မယ်လို့တော့ကြောက်တူကြားနေရတာပဲတဇီဟူတာထန်ကတော့နိုင်ငံရေးစကားတခုမှဝင်မပြောပါမပြောချင်တာလည်းဖြစ်ပြီမပြောတတ်တာလည်းပါပြီစင်စင် ဒီစကားတွေကိုအခုမှကြားဘူးတာလဲပါပါတိုးပေးသည်တားဖြစ်သူအမောင်မြတ်သားပြောနေတာတွေကိုတော့သူ့သဘောကျနေမိသည် သူ့သားတည်လေခြင်းတက်လေခြင်းဆိုဒီကုံကိုတော့ခံယူလို့ပုံရ၏အထူးသဖြင့်မောင်မြတ်သားကိုဆရာကြီးကဆရာတင်နေရပုံကိုစဉ်းစားနေမိမအိမ်ကန်ကအဲ့တဲ့ဝိုင်းကိုရင်းနှီးချပြေးလိုက်လက်ဖက်ပွဲအမိပွဲချလိုက်လို့ရင်စကားဝိုင်းနဲ့ဤချီဝဲချီရှင်နေခဲ့သည်မေပန်းယုံကညစာထမင်းပွဲပြင်ပြီးလို့တော့ ဆရာကြီးကတားသည်ကြည်တော်ကောင်းမှာအားလုံးစီစဉ်ပြီးခဲ့ပြီဆိုဤမောင်ကြီးကလေးလည်းတန်းလာခဲ့ပြီဧည့်သည်တွေရွာကူဖို့ပြင်ကြသည် မြင်းချံမှာငားလာတော့လဲကို ပြန်လွှတ်လိုက်ပြီဆရာကြီးလည်းနေအားလုံးလိုက်ကြပြီဆရာကြီးကလဲပေါ်တက်ခန်းသည်တကြီးဦးသာထံကိုနှုတ်ဆက်ရင်းချီးကျူးစကားဆိုသည်တကြီးမြင့်လက်ဖြောင်တာဘာကလူတွေကအင်မတန်အားရနေကြပါပကောခမကျုပ်တို့လည်းဝမ်းတာပါခမတကြီးမြင့်ရှိတာနှဲလုံးချုံတာပေါ့ တော်ရုံဓမြကန့်ဝတ်မှာမဟုတ်တော့ဘူး။ကဲတော့ခွင့်ပြုပါရော။ဒီလိုဆိုတော့လေဥတာထံမဲမဲကြီးပြောင်းလဲဧည့်သည်တွေကိုဝိုင်းတိုင်းဝါးထိလိုက်ပေါ်သည်။အဲ့လေထွက်သွားတော့အိမ်မှာအိမ်သူအိမ်သားတွေသာကြံ့ရတော်သည်။မအင်ကန်လဲဒီတော့မှလွတ်လပ်သွားတယ်လို့ခံစားရပါ යි ။ဥတာထံကတော့သူ့ကိုလက်ဖြောင့်သည်ဟိုပြောသွားသောဆရာကြီးကိုဒီတခါတော့ကြည်သာသွားပုံပေါ်သည်။နယံမှာချိန်ထားသောသူတနက်ကိုလှမ်းကြည့်ရင်ပြောလိုက်သည် မင်းရင်စေးစရာကဒီတခါတော့စကားကောင်ပြော့တာပါလားကွဟေးပြောင်းရိုးစင်းနေတော့ကိုဖုံးဝေးကတကြီးစကားကြတော့ပြုံးလေသည်ဆရာကြီးကတကြီးရဲ့ကြိုင်မြောက်ပင်သွားသည်မဟုတ်လားညနေထမင်းဝိုင်းမှာတော့မိသားစုဆုံဆုံလင်းလင်းစားကြတော့ကြတော့မေပန်းယုံကဝမ်းတာလုံးရဲ့မျက်ရည်များပင်ကြရှိုင်းမယိန်ကန်ကတော့အဖေနဲ့ကောထမင်းအတူဆိုင်ရင်ရင်မောမောရှိနေကြတာကို တွေ့တော့ဝမ်းတာရသည် အကူက ူတက္ကသိုလ်ကျောင်းသားဘွားတွေကိုပြောပြသည်တကြည်ဦးသားထံကသားပြောသည့်စကားတွေကိုခေါင်းတင်းငင်ငင်လုံရင်းကအားရကျဉ်တန်းနေသည်တခြားဟာတွေအဖေဘာမှနားမလဲပါဘူးကွာငါသာစာသာကြိုးစားမင်းစွမ်းသလားအဖေထားမှာပဲဘီလက်သွားချင်းရင်လည်းအဖေပို့မှာပဲတခုပဲအဖေမှချင်းသားခေပြုတ်ပြတ်တယ်နိုင်ငံရေးတော့မလုံနဲ့ကွယ်ကျောင်းသားဟာစာတင်ဖို့ပဲတခင်လုပ်ဖို့မဟုတ်ဘူးဒီကတိတော့အဖေကိုပေးမောင်မြတ်တာက ဖခင်ကျင်နဲ့အောင်ကောင်းမြင်ပြလိုက်ပါညဘက်မှလေအောက်လင်မိကြီးထုံးကရွာရက်ကလာနှုတ်ဆက်ကြတော့ဆွေမျိုးတွေနေစကားကောင်းကြပြန်သည်မဟိကံတရားအကိုနာကို မကဲရသေးပါ အကိုပြောသည်များမြို့ကြောင်ရတွေကိုအဖေပါဝင်ရွာသူရွာသားတွေကလည်းညီနေသည်ဒီနားထောင်နေကြသည် အကိုတို့စကားဝိုင်းသိနေသည်မဟိကံမဆောင်နိုင်တော့ပါအရင်ပေါ်ထက်ကပြိုခမ်းထဲမှာကြီးဦးနဲ့တူအိပ်ပြောသွားခဲ့သည်တပောင်းလာစံ73ရဲ့ လကြီးကကောင်းကင်မှာဝင်ဝင်ပြပြကြီးတာနေခဲ့သည်ငါဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်